မြို့ရွာတွေစာတင်ကျောင်းတွေနဲ့တာသနိကအဆောက်အုံတွေကိုဘုံကျဲဖို့အတွက်စစ်တပ်ကရုရှားကနေဝယ်ယူထားတဲ့ MI38 အပါအဝင်စစ်ပတ်သုံးလေယာဉ်၅စင်းနိုဘာလ9ရက်နေ့ကတက်တော်ဝင်ခဲ့ပါတယ်။မနေ့ကနေပြည်တော်လေတပ်စခန်းဌာနချုပ်မှာစစ်ကောင်းဆောင်ကိုယ်တိုင်ဖွင့်လှစ်ပေးခဲ့တဲ့တက်တော်ဝင်မှာစစ်ပတ်သုံးလေယာဉ်၅စင်း MI38 3စင်းနဲ့ YHF 200WB အကြီးသေးရို့ပို့ဆောင်ရင်2စင်းပါဝင်ပါတယ်။ စစ်ဘက်သုံးလေယာဉ်တွေဟာတိုက်ခိုက်ရေးအတွက်အရေးပါတယ်လို့တရုတ်ပို့ဆောင်ရေးနဲ့ကယ်ဆယ်ရေးအတွက်အရာရောက်တဲ့အတွက်လိုအပ်ချက်အရထပ်တိုးဝယ်ယူသွားမယ်လို့စစ်ကောင်းဆောင်ကပြောပါရယ်။မနေ့ကအဲ့ဒီတပ်တော်ဝင်ပွဲမှာစစ်ကောင်းဆောင်က2021ခုနှစ်ကနေ2025ခုနှစ်အထိ15နှစ်တာကာလအတွင်းစစ်တပ်ကစစ်ဘက်သုံးလေယာဉ်15ချိန်ဝယ်ယူပြီးလေတပ်အင်အားဖြည့်တင်းခဲ့တယ်လို့လည်းပြောခဲ့ပါရယ်။ 89ကြိမ်မြောက်လေတက်နှစ်ပတ်လည်နေ့မှာစစ်ကောင်စီကထုတ်လုပ်ထားတဲ့ကင်းထောက်လေယာဉ် MTX-1A နဲ့ MTX-1B နှစ်စင်းပါဝင်တခြားလေယာဉ်တွေနဲ့အတူတက်တော်ဝင်ခဲ့ပါတယ်ရှင်။